မစ္စတာဘင်ဟာတိတ်ပတ်ပညာရှင်တွေထအကျူပုံမြင်ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်မစ္စနိုးကနေပြည်သက်တွေအားလုံးကိုကျေးဇူးလိုက်ပါတယ်ဒီတစ်ခါပြောပြပေးသောမှာကမစ္စတာဘင်ဟာတိတ်ပတ်ပညာရှင်တွေထအကျူပုံမြင်နေဆိုတာပါပဲပြည်သက်ကြီးရင်ပါစကားမှမပြောဘဲမရင်ရတဲ့ပြက်လုံးနေနဲ့တယောက်ဆောင်မစ္စတာဘင်ကိုတော့အားလုံးသိကြမှာပါမစ္စတာဘင်ဟောင်းသူ့ရဲ့စကားတွေမှာစကားတစ်ခုမှမပြောဘဲဟာတာတွေတယောက်ဆောင်နေရှိပါတယ် သူကဒုတိယချာလီချက်ပလင်လို့တော့ခေါ်ကြပါမိမယ်။မစ္စတာပင်းရဟာသားတွေကမရှိရပဲပေါ်တော်တော်နိုင်နေလို့လည်းဝေဖန်ကြပါရယ်။ဘလို့ပဲဖြစ်ဖြစ်မစ္စတာပင်းဟာ2000ခုနှစ်စောပိုင်းကာလတွေမှာမစ္စတာပင်းစံယုံနဲ့ရှောင်းမိခဲ့ပြီးမီလီယနာဖြစ်စေခဲ့တာပါ။ရုပ်ရှင်ထဲမှာတောင်ချောင်ချောင်မူရီလှုပ်နေပေမယ့်မစ္စတာဘင်းရဲ့ညာရင်ဟာကဘာကျော်သိပ္ပံပညာရှင်တွေထက်ပိုမြင့်နေတယ်လို့သိရပါဗျ။သူရဲ့ IQ က188တောင်ရှိပါတယ်။ Einstein ရဲ့ IQ က160ကျော်ပဲရှိတယ်။ တထေကြီးပီလ်ကင်းရအကျူကောင်150 Facebook ကိုတီထွင်သူမတ်စုကပိုင်ရအကျူကောင်150နဲ့ Elon Musk ရအကျူကောင်155ပဲရှိကြတယ် Mr. ဘင်းရအကျူကတော့188တောင်ရှိတာမို့လက်ရှိအချိန်တိကဘာပေါ်မှာညံ့ရင်မြေဆုံးလူသားဖြစ်မှတ်တမ်းတင်ခံထားရသူပါ Mr. ဘင်းရဲ့နာမည်ကတော့ Rowan Atkinson ဖြစ်ပါတယ်သူဘလောင်ညံကောင်းတည်းလဲဆိုတာတိတောင်စင်းရဲ့ဖြစ်ပျက်တစ်ခုကတော့လေရင်ကိုတစ်ခါမှမမောင်းဘူးပဲမောင်းနေခဲ့တာပါပဲ 2000ခုနှစ်တုန်းကမစ္စတာဘင်နဲ့သူမိသားစုဟာလေယာဉ်မှူးတစ်ယောက်ပါတဲ့လေယာဉ်ကိုစင်းလုံးပြန်ငါပင်ကင်ညာနိုင်ငံကိုပြေးထွက်ခဲ့ကြပါတယ်။ကင်ညာကိုမရောက်ခင်မှာလေယာဉ်မှူးကယောဂအခန်းကျောင်းတတိမိသွားတယ်။ထိန်းချုပ်မဲ့သူမရှိတဲ့လေယာဉ်ဟောင်းပြကြလူဆစ်စင်မှာပဲမစ္စတာဘင်ဟာလေယာဉ်မှူးနေရာမှာအမြန်ထိုင်လိုက်ပြီးပြန်တမ်းမောင်းနေခဲ့ပါတယ်။ မစ္စတာဘင်ဟာအဲ့ဒီချိန်ကကားကလည်းပြီးပြင်မမမဘူးကမင်းငုံမောင်းတာကသူ့အတွက်ပထမဆုံးမိမိအေးစစ်စစ်ထိန်းနိုင်ခဲ့ပါတယ်မစ္စတာဘင်ကလေရင်ကိုမောင်းနေနေတော့မှသူ့မိမနဲ့သားသမီးတွေကလေရင်မှုကိုတတိပြန်ရအောင်ကူညီပေးကြတယ်နာရူပီလေးစိတ်နှာရောက်တဲ့အချိန်မှာတော့လေယင်မှုကတတိပြန်လည်လာပြီးလေးစိတ်ကိုစဉ်းသက်ခဲ့ပါတယ် လေရင်ကိုတစ်ခါမှမမောင်းဘူးပဲမောင်းနေခဲ့တဲ့မစ္စတာဘင်ချောင်းကိုလေရင်မှုပိုင်လော့ကပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ပျက်ကြောင့်မစ္စတာဘင်လို့ခေါ်တဲ့ရိုဝန်အက်ကင်ဆန်ဟာ IQ 198ရှိနေဆိုတော့သိကြနိုင်ပါတယ်။ဒါပေမဲ့သူဟောင်းဘုံအတချောင်းလုံးတူတူတိတ်တိတ်နေထိုင်ခဲ့ပြီးဝါသနာပါရင်ဟာတတယုတ်ဆောင်လုံးမှာပဲနှိမ့်မြုပ်ခဲ့ပါတယ်။အခုကျမပြောပြပေးသွားခဲ့တာကတော့မစ္စတာဘင်ဟာတိတ်ပြပညာရှင်နေထိုင်အကျူပုံမြင့်နေဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကိုဆုံးတင်လိုက်ပါချစ်ချွန်အပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုကလေးလေးလေးမှပြန်လည်တွေ့ဆုံဖို့အတွက် Like and Follow နဲ့အပေးသွားပါအောင်နော်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။